မင်္ဂလာနနက်ခင်းပါစမ်းမချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတဝိုက်ပူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ30ဒီဂရီရှိတယ်လို့ခန့်စားရရှိနိုင်ပါတယ်ဒေရုရည်သွေးကအတင်းတင်းဖြစ်ပါတယ်မနက်ပိုင်းနဲ့မိုးလယ်ပိုင်းတွေမှာနေရာကွက်ကြားမိုးထစ်ချုံရွာပြီးတော့မှမြင့်ဆုံးပူချိန်က29ဒီဂရီရှိမှာဖြစ်ပါတယ်နေ့စဉ်ဝိပြုခြင်းလင်းပြ ဇွန်လ18ရက်ပုထုနေ့2025ဖျားဝွင့်နိုင်မွေးလျောခြင်းသည်ကြီးစွာသောကျိုးစီးပွားမှန်၏ဒီကချက်တိမောသေဩဝါဒစာပထမဆောင်မှခွန်အားယူစရာများအပိုင်း34ဖက်ရန်ကျမ်းကျက်တိမောသေဩဝါဒစာပထမဆောင်ခန်းကြီး6ခန်းငယ်1မှ30ဖျားသခင်၏နာမတော်နှင့်တရားတော်သည်ကဲ့ရဲ့ခြင်းနှင့်ကင်းလွတ်မြည်အကြောင်းစေခံကြွမြည်သည်ကမိမိတခင်ကို အလွန်ယိုသေးထိုက်တော်သူဟုရွေးမှတ်စေ သခင်သည်ယုံကြည်သောသူဖြစ်လျင်ဤကိုဖြစ်သည်ဟုစိတ်ထင်နှင့်မခက်မညာမပြုစင်နှင့်အစေခံခြင်းအကျိုးကို ခံရသောသူသည်ယုံကြည်သောသူချစ်အပ်သောသူဖြစ်သောကြောင့်သာ၍အစေခံစီဤသို့ဆုံးမဩဝါဒပေး၍တိုက်တွန်းသွေးဆောင်လောဌာနသောဩဝါဒကိုတင်ပေး၍ငါတို့သခင်ယေရှုခရစ်၏စကားသည်ဟူသော စင်ကြယ်သောစကားကို၎င်းဖျားဝှက်၌မွေးလျော်ခြင်းနှင့်အညီဖြစ်သောဩဝါဒကို၎င်း ဝင်မခံတော်သူမြည်သည်ကမနက်နေ့ရစ်မှု၍အလင်းနားမလဲပဲပု္ပ္ပစာအမေးကိုဆွေးနွေး၍စကားကြောင့်သာငင်းခုန်သောအပြင် စိတ်ပေါ့တော်သူဖြစ်၏ထို့သောပြုလျင်ယူစုခြင်းရန်တွေ့ခြင်း သူအတီကိုရှုတ်ချခြင်းမနာလိုသောကြံစီခြင်းစိတ်နှလုံးယိုယွင်း၍တမန်တော်နှင့်ကင်းတော်သူတို့၏အချီးနှီးဆွေးနွေးခြင်းဖြစ်တတ်၏ဖျားဝဲနိုင်မွေလျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု သူတို့သည်စိတ်ထင်ကြ၏ထို့သောသောသူတို့ကိုရှောင်လော့ရောက်ရဲသောစိတ်ပါလင်ဖျားဝဲ၌မှုလျော်ခြင်းသည်ကြီးစွာသောအကျိုးစီးပွားမှန်၏အကြောင်းမူကားငါတို့သည်ဤလောကထဲသို့အဘယ်အရာမှမပါဘဲလာသည်ဖြစ်၍ထက်သွားလင်လေအဘယ်အရာကိုမျှယူ၍မသွားနိုင်ဟုထင်ရှားလျက်ရှိ၏တို့ဖြစ်၍စားရန်ဝိဉ္ဇဉ်ရှိသည်များတို့နှင့်ရောက်ရဲလျက်နေကြကုန်အံ့ ငွေရက်တက်ခြင်းကအလိုရှိသောသူတို့သည်အပြစ်သွေးဆောင်ခြင်းဖမ်းမိခြင်းမိုက်မဲပျက်စီးတတ်သောတတ်မဲ့ခြင်းများတဲ့သို့ကြာရောက်တတ်ကြ၏ထို့သောသောအားဖြင့်သူတို့သည်အကျိုးနည်းခြင်းပျက်စီးခြင်း၌နှိမ်မွန်းတတ်ကြ၏အကြောင်းမူကားငွေကိုတတ်မဲ့ခြင်းသည်မကောင်းသောအမှုပေါင်းတို့တွင်မူလအမည်ဖြစ်သည်လူချို့တို့သည်ငွေကိုတတ်မဲ့သောကြောင့်ယုံကြည်ခြင်းတရားလဲမှလွဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့်ကိုကိုကိုထုတ်ချင်းခတ်အောင်ထိုးကြပြီရှင်ဘောလူသည်တိမောသေကိုစုံမဩဝါဒပေးတဲ့အခါမှာ စေကံကျွန်းလေးကိုဘယ်လိုမျိုးစုံမဩဝါဒပေးပြီးတွင်သိရမလဲဆိုတာကိုညွန်ကြားတယ်သူတစ်ဖြင့်စေကံကျွန်းဆိုတာကကိုယ်တခင်ကိုယုံကြည်ရမယ်ခရစ်ယာန်ယုံကြည်သူဖြစ်တဲ့ကျွန်းနေနေနဲ့ကိုယ့်ရဲ့တခင်ဟာယုံကြည်သူဖြစ်တော်လဲပဲညီကိုမိတ်ဆွေဆိုပြီးတော့မှ မခက်မညာမလုပ်ဘဲနဲ့သူဟာယုံကြည်တဲ့သူချစ်အပ်တဲ့သူ ဖြစ်တဲ့အတွက်ပို၍တာ၍ကောင်းကောင်းမွန်မွန်အစီကံလှူဆောင်ဖို့ရန်ဖြစ်ပါလေဆက်လက်ပြီးခြားနာတဲ့ဩဝါဒကိုပေးတဲ့သူတွေနှုတ်ကပတ်တရားကိုမှောက်လန်တဲ့သူတွေဘုရားဝန်နဲ့မွေးလျောခြင်းကိုတုံးချပြီးတော့မှအကျိုးစီးပွားတွေဟောပြောဝင်များတဲ့သူတွေမန္တနဲ့ရင့်မှုပြီးပုံစာမေးတွေကြားထဲမှာပဲကျင်လည်နေတဲ့သူတွေငင်းခုန်ရန်တွေ့ခြင်းမှာပဲစိတ်ဝင်စားနေတဲ့သူတွေ ဲ့လိုလူတွေနဲ့ပြိုင်ဆိုင်ပြီးတော့မှဆွေးနွေးမယ်ဆိုရင်တော့ဒါဟာအချင်းချင်းဆွေးနွေးခြင်းဖြစ်တဲ့တမာတရားနဲ့ကင်းတဲ့သူတို့ရဲ့ဆွေးနွေးခြင်းတွေဟာအကျိုးမရှိဘူးဆိုတာကိုသိရှိဖို့ရန်တွင်တင်ပါတယ်။အထူးသဖြင့်တမာတရားကိုလွဲသုံးတဲ့သူတွေသည်ဖရာရဲ့အမှုတော်ဖရာရဲ့အလုပ်ကိုတုံးချပြီးတော့မှအကျိုးစီးပွားအတွက်ပဲဟောပြောဝင်မြနေတဲ့သူတွေဖြစ်တဲ့အဲ့လိုအထက်ကလူတွေအားလုံးကိုရှောင်ဖို့ရန်မှကြားတယ်။ ကိုယ်ကြိုးစည်းဝါအတွက်ပဲဘုရားရဲ့မှုတော်ကိုသုံးချဗြဟ္မဟောပြောနေတဲ့သူတွေသူသည်ဖြင့်ပိုက်ဆံငွေကြီးချမ်းသာဖို့ရန်အတွက်ဘုရားရဲ့မှုတော်ကိုခုရုံလုပ်ပြီးတော့မှအကျိုးစီးပွားရှာနေတဲ့သူတွေရှိနေတာကိုသတိပြုဖို့ရန်မှကြားပြီးတော့မှရောက်ရဲသော စိတ်နဲ့ဘုရားဝတ်ကိုမှုလျော်ဖို့ဘုရားရဲ့မှုတော်လှုပ်ဆောင်ခြင်းဘုရားဝတ်၌မှုလျော်ခြင်းမှာလိုအင်တတ်မှတ်မှုတွေရုပ်ပိုင်းဆိုင်ရာ ဖြည့်စည်မှုတွေတွေစဉ်းစားတွေးခေါ်ပြီးတော့မှလှုပ်ဆောင်ဖို့ရန်မဟုတ်ဘဲနဲ့ ရောက်ရဲသောစိတ်နဲ့ဘုရားရဲ့အမှုကိုဘုရားဝတ်ကို ပြုမယ်ဆိုရင်တော့အဲ့ဒါဟာတကယ်တမ်းကြီးတဲ့အကျိုးစီးပွားကို ဖြစ်စေမယ်လို့ရှင်ဘောလူတွင်တင်ပါတယ်။သူသည်ဖြင့်ရှင်ဘောလူသည်ဒီအရာကို သူကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတယ်။နောက်ဆုံးမှာငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့်ခတ်သိမ်းတော်မူလို့ကိုငါတက်ဆွမ်းနိုင်၏လို့ကြွေးကြော်ဝန်ခံနိုင်တဲ့သူရဲ့ယုံကြည်ခြင်းဟာကြီးမားခဲ့တယ်။ဘုရားဝတ်နိုင်ပွေလျော်မယ် မှန်ကန်တဲ့စိတ်နဲ့ဖရာရဲ့အမှုတော်ကို ပြုမယ်ဆိုရင်ဘာမှလူလွေသိမ်းမရှိအောင်ခရစ်တော်သည်ပြင်ဆင်ပေးမယ်လို့သူအကျွင်းမဲ့ယုံကြည်လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်။အဲဒါကြောင့်မလို့အရာရာမှာရောက်ရတဲ့စိတ်နဲ့လှုပ်ဆောင်မှုဖရာဝတ်နဲ့မွေးလျော်ခြင်းမှလည်းလောဘလွန်ကျူးခြင်းတွေမလှုပ်ဆောင်ဘဲနဲ့ရောက်ရတဲ့စိတ်နဲ့လှုပ်ဆောင်မှုဖြစ်တယ်။ဒီအတွက်ပဲလှုပ်ဆောင်နေတဲ့သူကတော့ပြစ်သွေးဆောင်ခြင်းဖမ်းမိခြင်းမိုက်မဲတဲ့ပျက်စီးခြင်းတတ်မဲ့ခြင်းနဲ့တို့ကြာရောက်တတ်တယ်။ ကျိုးမရှိတဲ့ပြင်အကျိုးနည်းခြင်းနှိမ့်မွန်ခြင်းတွေကိုဖြစ်စေမယ်။ဝေကိုတတ်မှတ်ခြင်းဟာမကောင်းတဲ့အမှုပေါင်းတို့ရဲ့မူလအမြစ်ဖြစ်ပြီးတော့မှတချို့သောသူတွေဟာအဲ့ဒီငွေကိုတတ်မှတ်ခြင်းကြောင့်ပဲယုံကြည်ခြင်းတရားလဲမှလွဲသွားပြီးတော့မှပူပန်ခြင်းဝေဒနာတွေနဲ့ကိုယ်ကိုယ်ကိုကိုယ်စိတ်နှလုံးကို ထုတ်ချင်ခတ်အောင် ထိုးပြီးတော့မှပူလောင်ပြင်းပြနေတဲ့သူတွေအများကြီးရှိတယ်ဆိုတာကိုသတိပြုဖို့ရန်ဒီမော်တွေကိုသူမှကြားပါရယ်။တလက်စုတောင်းကြပါစို့။ ဖြစ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တည့်တွယ်ကိုရော့ကိုကျေးဇူးတင်ပါတယ်ဒီမနေ့မှာလူထဆင်တင်လာတဲ့သူတွေအားလုံးစိတ်နှလုံးချမ်းသာခြင်းသက်ခြင်းခန္ဓာကိုယ်ချမ်းမာခြင်းများဖြင့်လူထဆင်တင်လာဖို့ကောင်းကြီးပေးပါစေုံစေကံဒီမှာအိမ်ထဲမှာကုသခြင်းခံနေတဲ့သူတွေအများဆုံးသက်တာပြောက်ကင်းရသောခွင့်ကိုပေးပါဖမ်းမိခြင်းခံရတဲ့သူတွေလည်းမြန်ဆုပ်လို့မြောက်ရသောခွင့် ဘုရောနှိမ့်ဆက်ညင်ပန်းမှုတွေမှာကင်းဝေးရသော ခွင့်မြောက်ကိုရရှင်ပြင်ဆင်ပေးပါစစ်ဘေးရှောင်မြောက်အားလုံးကိုရရှင်ပါရှိပါလုံခြုံတဲ့ရက်တွေဘေးကင်းတဲ့ရက်တွေကိုရောက်ရှိစေပါဘုရုကျန်ဆွေးမိနိုင်တဲ့ဘုရားသခင်ထံမှာညီသက်ခြင်းအကျံစီတော်ဖြင့်ဘုရုကို ပြင်ဆင်လမ်းပြပို့ဆောင် ကောင်းချီးပေးတနာရမှုပါဘုရောဆလဘရမဖန်စီခြင်းကြခံတဲ့သူတွေထဲမှာလည်းသူတို့ပေါ်မှာနှိမ့်ဆက်ခြင်းညင်ပန်းခြင်းအနံ့ယူခြင်း ၎င်းကိုလှုပ်ဆောင်တဲ့သူတွေကလည်းကရရှင်ဆုံးမတန်ခတ်တော်မူပါမြမပြည်ကြီးနဲ့ကဘာကြီးငင်းချမ်းစေတော်မူပါစစ်မဲ့ဘေးဒဏ်နေကင်းဝေးစေတော်မူပါတရားမြတ်တမှုတွေရှင်သန်စေတော်မူပါငင်းဝေးခြင်းကောင်းကျိုးချမ်းသာဖြင့်သာနောကဘာသူကဘာသာတယောက်ချင်းစီတန်းကိုပြေပြေလန်းပြပို့ဆောင်ကောင်းကြီးပေဒနာရမှာမြေချောင်းနေမြမပြည်ကြီးကိုလည်းမြန်ဆုံးလွတ်မြောက်ချမ်းသာခြင်းတက်ခြင်းခွင့်ကိုပေးပါမိကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလက်အနာခံ ဆုတောင်းကြပါရဖျာအာမင်